မင်္ဂလာပါရှင်ရန်ကုန်ခေတ္တ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကြောင်ကြီးပေါ်မှာပေါ်တော်ဆွဲခဲ့ရတဲ့စစ်မှုရန်တပ်သားတဲ့၃လက်နက်၃လဲယူလာပြီး PDF တန်းလင်းဝင်ဘကုလိုက်ကြောင်ကြီးမျိုးနဲ့မှာစေကောင်းစေတပ်သား၃လက်နက်ခဲများနဲ့တူ Spring War ကိုလန်တဲ့အလင်းဝင်လာကြောင်းစူပါစစ်ကြောင်းကတရင်ထုံပြန်ပါတယ်။ကြောင်ကြီးမျိုးနဲ့နောင်ကုန်းကြီးအောင်စစ်ကြောင်းထုံလာတဲ့ခမ980နေမှာလုံကျော်ရရမိမပေါ်လွဲစစ်ကောင်းစေတပ်သား၃ကမေလ16ရက်နေ့မှာ MA1 တလက် MA3 နဲ့လက်ယူဆောင်ကအလင်းဝင်လာခြင်းဖြစ်တယ်လို့ပေါ်ပြပါတယ်။ မလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားတွေမှစစ်ကောင်စီရဲ့မတရားစစ်မှုတန်းပေါ်တောင်ဆွေခေါ်ဆောင်ခဲ့ရတဲ့လူငယ်တွေဖြစ်ပြီး၎င်းတို့ဟာကောင်းမွန်စွာတိမ်တိမ်ဆောင်ရှောက်ကစွန့်ဝေးပြရခဲ့လို့ Spring Warri Column ကထုတ်ပြန်ပါတယ်။စစ်ကောင်စီရဲ့လက်ကျန်တပ်သားတွေပြည်သူ့ရင်ခွင်ခိုးလုံဖို့ပြောကြတဲ့နောက်ပြီးတော့စစ်ကောင်စီတပ်သားဟောင်းတွေကအခုပေါ်တောင်ဆွေပြည်ရဲ့တင်းတမစီကိုင်းနဲ့ပါစာတွေကိုချင်းချင်းကွဲကြဖိနှိပ်ပြီးတော့နှိပ်စက်တာရွှေလို့ကျွန်တော်သိရတယ်။ ဆိုတော့တင်းအဓမ္မဖန်စီခေါ်ဆောင်ခံရပြည်သူရင်းနဲ့စစ်ကောင်စီစီမအသက်ကိုအလဟတ်အဖြစ်ခံမဲ့ဆောင်ပြည်သူရင်ခွင့်ခုံလုံးကြပါလို့ပြောချင်တယ်ဟုစပရင်ဝါရီကောလန်တာဝန်ရှိသူကပြောပါတယ်တော်လိုက်တဖွဲ့တွေကပြည်သူတွေတာပြည်သူဘတ်တော်သားတွေဖြစ်တဲ့ကဲတော့စစ်ကောင်စီရဲ့တင်းဒီမဖန်စီခေါ်ဆောင်ပြီးစစ်မှုထမ်းကိုင်းစင်ကန်တပ်သားတွေကလည်းပြည်သူတွေဖြစ်ကြောင်းလကောင်းကပြောပါရယ် စစ်ကောင်စီကဘယ်လိုပုံစံမျိုးလုပ်လဲဆိုတော့ပြည်သူကိုပြည်သူနဲ့ပြန်တိုက်တဲ့ပုံစံမျိုးသူတို့တွေကဖန်တီးနေရနောက်ပြီးတော့စစ်ကောင်စီတပ်သားအနေနဲ့အတင်းအဓမ္မကောဆောင်ခံရတဲ့တပ်သားအစ်တွေသူတို့ဟာတကယ်နဲ့ပြောရရင်သူတို့ကိုလူသားတိုင်းတစ်ပွဲပြုတ်ပြီးတော့မင်းအောင်လိုက်နဲ့ဆရာနာရှင်တဆူကသူတို့ရဲ့အကျိုးစီးပွားကကွယ်နေအောင်ဖြစ်တယ်လို့ Spring Warrior Online တာဝန်ရှိသူကပြောပါတယ်စစ်ကောင်စီအောက်ချင်းရဲပေါ်များအထူးသဖြင့်တက်သားတည်တည်ရဲတက်ကိုမြောင်းလိုက်နဲ့ဆရာနာရှင်တွေကခရူးဆိုင်ခြင်းမရှိဘူးပြောတယ်။ ်လေတော်မြောင်းလိုက်အတွက်ဆရာနာရှင်အတွက်ကိုရတံမှုရှင်အတွက်ကိုအကြောင်းမဲမစွန့်လို့ဖို့ပြည်သူရင်ခွေခေလုံးပြီးတော့ပြည်သူရင်နဲ့တတွေရဲ့တသားရဲ့ရည်ဒီကိုစူးစမ်းကြပါကျွန်တော်အဲ့လိုပဲတိုက်တွန်းချင်တယ်လို့ Spring Warrior ကလည်းတာဝန်ရှင်သူကပြောပါတယ်စေကောင်းစီမှာမတရားစစ်မှုတန်းကောဆောင်ကလူငယ်နဲ့မတရားစစ်ကောင်စီလက်ပေါင်းစေပွားမှာရုံးထွက်ပြီးပြည်သူရင်ခွေကိုလုံးချင်းမှာကမိမိတာဝန်ကြရတဲ့နှီးစရာတရင်စစ်ကြောင်းတို့မှစပရင်ဝါရီကောလန်တရင် page messenger ကိုဆက်သွယ်ပြီးအလဲဝင်အောင်နိုင်ကြောင်းသိပေးပါရစေ။ စပရင်ဝါရီကော်လန်တိုင်ကမြို့သားညညရင်းဆိုရအန်ယူဂျီကာကွယ်ဝင်စီဌာနဘကိုတိုင်းစစ်ဌာနကုတ်ကဲမောင်မှာရှိဖပုန်ကိုင်တရင်တပဲဖြစ်ပါတယ်ဆလာပြမုံရမပြည်သူစစ်နောင်နဲ့ရဲတပ်အုပ်လက်နက်တွေနဲ့ PDF တန်လင်းဝင်သခိုင်းနိုင်မော်မြို့နယ်မှာတာဝန်ကျနေလက်နက်ကိုင်ပြည်သူစစ်နောင်နဲ့ရဲတပ်တို့ဟာလက်နက်ကိုစီနဲ့လင်းဝင်လာလို့30စီစုချင်းမြင်လိုက်တာမုံရမြို့နယ်ပြည်သူလုံခြုံရေးဖွဲ့ကိုအကူကပြောပါတယ် မွေရမြို့နယ်မှာတာဝန်ကျနေတဲ့လက်နက်ကိုင်ဖြူစော်ဒီနောင်နဲ့ရဲတုံးတို့ဟာလင်းဝင်ချင်းလို့ဆက်သွယ်လာတဲ့အတွက်ဧပြီနဲ့မေလတွင်ကတွားရောက်ခေါ်ယူပေးခဲ့ကြောင်းကိုအကူကရှင်းပြပါဗျ။အလင်းဝင်လာစစ်ကောင်စီစေုပ်စုဝင်တုံးကသူတို့ခိုင်းဆောင်တဲ့ MA1G3 နဲ့ MA3 တိလန်နဲ့တွေကိုအတဲအတွက်တအုပ်ကိုကြက်သိန်း60စီစုချင်းမြင့်ခဲ့လို့ဆိုပါတယ်။အဲ့ဒီတုံးကရန်ကုန်ပသိမ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကဖြစ်ပြီးနောက်ကတော်လိုင်းရဲတဲ့ဆက်လက်ပောင်းဝင်သွားမယ်လို့သိရပါတယ်။အလင်းဝင်လူတွေအနေနဲ့စစ်ကောင်စီရဲ့ဝါဒပြန့်စကားတွေကိုနားမြောင်မဲ့ စိတ်ချလက်ချောင်းနဲ့လာရောက်ဆက်သွယ်နိုင်ပြီးသွားလို့ရပို့ဆောင်ပေးမယ်လို့ကိုအကူကတက်လောင်းပြောကြားပါတယ်။ရေယုံတီတီနဲ့မှန်မှန်ကန်ကန်သာချိတ်ဆက်ပြီးကျွန်တော်တို့ဘယ်နေရာဖြစ်ဖြစ်လာကုန်မယ်လို့ကိုအကူကပြောပါတယ်။မော်ရမြင့်နယ်ပြည်သူ့လုံခြုံရေးဖွဲ့စည်းရင်ကလေးကအလင်းဝင်လာစစ်ကောင်စစ်တပ်ဖွဲ့ဝင်20တပ်မှန်းရှိကြောင်းသိရပါတယ်။ဆက်လက်ပြီးနောင်စုံမြို့နေတီတိုက်ပွဲတွေနီးကပ်လာလို့ဒေသခံကျုံစစ်ပေးရှောင်းနောင်စုံမြို့နေတီတိုက်ပွဲတွေဖြစ်လာပြီးစစ်တပ်ကလက်နက်ကြီးဒရုန်းတွေနဲ့ပစ်နေရမှုမြို့ခံနေစစ်ဘေးစတင်တိမ်းရှောင်လာကြသလိုအသင့်အနေထားနဲ့နေထိုင်ရလို့ဒေသခံပြည်သူတွေကပြောပါတယ်။ ဇွန်လ9ရက်နေ့မှာနောင်ကျွမြို့နယ်ကနေရှမ်းပြည်နယ်တောင်ပိုင်းကိုသွားတဲ့လမ်းပိုင်းမှာရှိတဲ့ကန့်ချီရွာနီမှာတိုက်ပွဲတွေဖြစ်နေလို့ဒေသခံတွေကပြောပါတယ်။ကန့်ချီရွာနောင်ကျွမြို့နယ်ကိုမိုင်ဝင်းကျန်သာဝေးရဲ့လူလဲသိရတယ်။မြို့ထဲကျန်တဲ့သူတွေကလည်းအကုန်ကားပေါ်ပြစ်စီပြစ်စီရေတင်ပြီးတော့အသင့်ပြင်လာတယ်။တိုက်ပွဲကမြို့ပေါ်ပြန်လာနိုင်တယ်လို့မြို့ခံတအုပ်ကပြောပါတယ်။ ဒေသခံပြည်သူတွေကကြောင်မဲမြို့နယ်နဲ့ဘေးကင်းမဲ့တဲ့နယ်ဘက်ကိုကြိုတင်စစ်ပေးရှောင်နေကြပြီလို့ဒေသခံတွေကပြောပါတယ်။ဇွန်လ၄ရက်နေ့ကလည်းစစ်တပ်ကပြစ်ကတ်တဲ့လက်နက်ကြီးမြို့ရင်းကိုကြောက်ပေါက်ခွဲပြီးပြည်သူနှောင်းတင်ဆောင်ခဲ့လို့သိရပါပဲ။ဘီဘက်ဆပရင်ကတော့အတိမပြုံနိုင်သေးပါဘူး။ဒါအပြင်ဇွန်လ၄ရက်နေ့ကပဲ drone နဲ့မြို့ရင်းကိုစစ်ကြိမ်တပ်မနဲ့ပုံသိပြီးကျဲဆောင်တိုက်ခိုက်ခဲ့လို့သိရပါတယ်။တရနယ်လေကတော့ပြည်သူတွေအနေနဲ့စီရင်ရစိတ်ပူစရာမလိုကြောင်းသတင်းပြန်ကြားရေးတာဝန်ခံလွှဲရေးဦးကဒီကနေ့သတင်းစာရှင်းလင်းပွဲမှာပြောကြားထားပါတယ်။ ။နောက်ကျတောင်ကန်ဘက်ကတော့လက်ရှိချိန်ဒီတစ်ဖက်နဲ့တစ်ဖက်ထိုးစစ်ဆင်မှုပြုလုပ်နေတယ်။အပြန်အလှန်ခုခံတိုက်ခိုက်မှုတွေလည်းရှိနေပါတယ်။ဆိုတော့ကတော့လူလူတွေကတော့လုံလုံလုံကြွေးကိစ္စအတူပြုဆိုင်ဖို့လိုတဲ့စီးရီးကတော့စိတ်ပူစရာမလို့တစ်ဖက်နဲ့တစ်ဖက်ကိုယ့်ရဲ့စီးရီးပြွာအတိုင်းပဲဆိုင်နေရဖြစ်တယ်လို့လူတွေရုပ်ကရှင်းလင်းပွဲမှာပြောပါတယ်။စေကောင်စီကနောင်ချုံမြို့ကိုပြန်ရောက်ဖို့နဲ့တောင်ကန်းနဲ့အုံတီရွာရဲ့ဘက်ကနေထိုးစစ်ဆင်တိုက်ခိုက်နေပြီးကြည်ရတချို့ကလည်းပြန်သိမ်းယူထားတယ်လို့သိရပါဗျ။နောက်ထပ်တင်ဆက်ပေးမှာကတော့မန္တလေးမှာလိုင်းစင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုပြစ်မှတ်ထားဖန်စီနေတယ်။ မန်းလေးမြို့တင်တဲ့မြို့ပြင်ဒီမှာရှင်ထိုင်းတဲ့ရဲတွေကအင်စီကလှည့်လည်ပြီးလိုင်းစင်မဲ့ကားဆိုင်ကတွေကိုခုရပိုင်းတွင်လိုင်းလံဖန်စီနေလို့မြို့ခံနေစီကနေသိရပါတယ်ရခိုင်ကလိုရင်ထင်းရဲထွေရောပြည်သူစစ်ပောင်းနဲ့အဖွဲ့ဆောင်နဲ့အထိုင်ချဆစ်စရာမျိုးမဟုတ်ပဲအင်းစီကနဲ့လက်လဲပြီးလမ်းပေါ်မှာရှောင်းတခင်တားစီဆစ်စရာမျိုးပြုလုပ်နေရပါနောက်ကနေလိုက်လာပြီးမင်းဆိုင်ကလိုင်းစင်မပေါလားဆိုပြီးဆိုင်ကပိုင်းရှင်မှာခေါ်သွားလို့ပသိမ်ကြီးမျိုးနဲ့မှဇွန်လလေးရကဖန်းခံရသွေမိသားစုဝင်တဲ့ဟောကပြောပါတယ် အဲ့ဒီဖြစ်စဉ်မှာလူကတော့ဗန်မီ၃နိုင်ကြာမှပြန်လှုပ်ပေးလိုက်ပေမဲ့ဆိုင်ကယ်ကတော့တင်စီလိုက်တယ်လို့သိရပါတယ်။ဒါ့အပြင်ဖုန်ကြီးကြောင့်ဒီလာရှင်ကြောင့် bright တလူမှုကွန်ကြီးရဲ့အသင်းယုံနေနဲ့နေနေမှာလိုင်စင်မဲ့ရင်နေရှိမရှိလိုက်လျှောက်ပေါ်တာလည်းရှိနေလို့သိရပါတယ်။ဖုန်းကြီးကြောင့်နေသီလာရှင်ကြောင့်ဒီမှာလိုင်းစင်မဲ့ရင်လက်ကဏ္ဍစီးနေတာမျိုးမလို့ဖို့လဲမြို့နယ်တန်ခါနိုင်ငံကဖွဲ့တွေကတိပေးထားတယ်လို့သိရတယ် မန်းလေးမှာဇွန်လတရက်ကစတင်ပြီးလိုင်စင်မဲ့ယင်တွေကိုလိုက်လံဖန်စီနေပြီးကိုတကောင်ကညွှန်ကြားချက်ကြောင့်ဖမ်းနာပြစ်တဲ့အတွက်ရခင်ကလုံငွေပေးပြီးပြန်ရွေးယူတာမျိုးမရတော့ဘူးလို့စစ်ကောင်စီလက်အောက်ကအောက်ချော်ရေးဝန်ထမ်းတိုင်ဝမ်ကနေစုံစမ်းသိရပါတယ်။အခုလိုဖမ်းဆီးမှုကပြီးခဲ့မေလ20ရက်ကနေပြီးတော့မှပြုလုပ်တဲ့အစည်းအဝေးမှာအနာသိန်းစစ်ကောင်ဆောင်ကလိုင်စင်မဲ့ကားရီဆိုင်ကယ်တွေကိုဖမ်းဆီးဖို့ညွှန်ကြားလိုက်ပြီးနောက်ဖြစ်ပေါ်လာပါလိုင်စင်မဲ့ယင်နေရခွန်ကနစ်နာတယ်လို့လုံချွေးပိုက်ထိခိုက်စေလို့စစ်ကောင်စီခေါင်းဆောင်ကအဲ့ဒီစီဝေးမှာပြောခဲ့လို့သိရပါတယ်။ ဒါအပြင်မြေပြင်မှာလိုင်စင်မဲ့ကားတွေဆိုင်ကယ်တွေကိုစစ်ကောင်စီလက်ကန့်စစ်ပတ်နဲ့နေပတ်ဝန်ထမ်းနဲ့အောက်ချော်ရေးဖွဲ့တွေပြည်သူ့စစ်ပြုစောတွေစီးနေနေကြလို့မန္တလေးမြို့ကံချိုးကပြောပါတယ်။နောက်ဆက်အပိတ်ကြတဲ့အတွက်ဒုဗင်ကျေးဇူးတင်ရှိပါတယ်။